။အော်နာနာနေရာအတွက်ကမ္ဘာ့ဗလားချန်ပီယံဂိုလမားနဲ့အစားထိုးသွားတော့မယ့် United United ကတော့လာမယ့်တရားဒီမှာအန်ဒရီအော်နာနာကိုရောင်းချသွားတော့မှာဖြစ်ပြီးကမ္ဘာ့ဗလားချန်ပီယံဂိုလမားတိုးနဲ့အစားထိုးသွားတော့မှာဖြစ်ပါရင်ဒါကြောင့်နောက်ဆုံးမှာတော့ United ပရိသတ်တွေအော်နာနာဝေချွေးကနေလွတ်တော့မှာပါ။တကယ်စားမဟာအသင်းကိုစားရောက်ကလေးကပရိသတ်တွေကိုအမြဲလိုလိုစေတုခါတွေပေးနေခဲ့တဲ့သူဖြစ်ပြီးအခုတော့လေသူလည်းအထုပ်ပြင်လို့မုတ်ဝင်ကနေထတ်တော်မူနန်းကိုခွာရတော့မှာပဲဖြစ်ပါရင် United ပရိသတ်တွေနှစ်နှစ်လောက်ခံခဲ့ရတဲ့ဒုက္ခကနေကင်းဝေးရပြီလည်းဖြစ်ပါရင် ဒီနေ့ကြာလာမယ့်နေရာဒီမှာကစားမများစွာကိုရှင်းထုတ်ဖို့ရှိနေတဲ့အသင်ဖြစ်ပါတယ်။အသင်ကနေကျင်းတိပေါက်ထွက်ရောက်မယ့်ကစားမတွေကတော့အငှားထွက်ကစားနေကြတဲ့ Market Rafford, Jadon Sancho, Tyre Malacia နဲ့ Anthony တို့ပဲဖြစ်ပါတယ်။အခုဆိုရင် Amorin ကအသင်ကိုအကျိုးမဖြစ်စေတဲ့နောက်ထပ်ကစားမကိုပါရောင်းထုတ်ဖို့စဉ်းစားလိုက်ပါပြီ။တခြားတော့မဟုတ်ပါဘူး။ဆိုင်းဆရာလေး Onana ပဲဖြစ်ပါတယ်။ United Brighton တွေရဲ့စံနာလည်းပြေးဝသွားပြီလို့ဆိုရမှာဖြစ်ပြီး Onana ရဲ့ United ကုသမပွားကစေးပြန့်ဆရာတွေနဲ့ပြေးနေနေကြတာပါ။အမားလို့တာကိုလက်ခံနိုင်ပေမယ့်ပွဲတိုင်းလိုလိုမှားနေတာကတော့စေးပြန့်ဆရာအင်မတန်ကောင်းနေတာပါ။ ယူနိုက်တက်လိုအသင်းမှာကစားတာအင်မတန်ဖိအားများပါတယ်မီဒီယာတွေရဲ့ပုံကြီးချဲမှုတွေလည်းရှိသလိုပြန်မပရိသတ်တွေရဲ့ဝိုင်းဝန်းဟားတိုက်မှုတွေကလည်းအများပြားပါပဲဒါကြောင့်ဥနနာရဲ့အဖြစ်ကအမားလုံးပြီးတော့ဖိအားဝင်တယ်ဖိအားဝင်တော့အမားထက်လို့တယ်အမားထက်လို့တော့ဖိအားပို့ဝင်တယ်ဖိအားဝင်လေအမားလုံးလေနဲ့တန်ရာကိုလည်းနေတာဖြစ်ပါတယ်ဥနနာဟာယူနိုက်တက်မှာဒီကရလိုကလဝင်ကိုသမားနေရာကိုစက္ကန့်ကဲရတာဖြစ်ပါတယ်ဒါကြောင့်လည်းသူ့အပေါ်ဖိအားတွေကနှက်ဆပုံများခဲ့ပါတယ်ယူနိုက်တက်အနေနဲ့မော်ဒန်ကိုသမားတူကိုလိုအပ်တယ်ဆိုပြီးဒီကရကိုစာချုပ်တက်တဲ့မတိုးခဲ့ပဲဥနနာကိုပေါင်၄၈တန်းနဲ့ခေါ်ယူလိုက်ခဲ့တာပါ ဒါပေမဲ့ဖို့ထွက်မှာတာပေါ်မန်းသိဆိုတော့လို့ငွေဝေးခပိုက်ပိုက်ထားမိခဲ့တာဖြစ်ပါတယ်။အွန်လန်နာကိုခေါ်ယူဖို့ Sorry Pro League ကလပ်တွေကစိတ်ဝင်စားနေပါတယ်။ United ဟာအွန်လန်နာနေရာကိုအစားထိုးဖို့လည်းစီစဉ်ထားပြီး Inston Villa တင်းကနေထွက်တော့မယ်။ Emilia လိုမာတီးနက်နဲ့အစားထိုးကျင်နေတာဖြစ်ပါတယ်။ Marina ဟာကမ္ဘာအဆင့်ထိပ်တန်းကုသမားဖြစ်ပြီး Argentina တင်းနယ်ကိုကမ္ဘာပလား2ကြိမ် Copa America 2ကြိမ်ရထားတာဖြစ်ပါတယ်။လက်ရှိမှာမာဒီနာဟာအသက်32နှစ်သာရှိသေးပြီးဒါဟာကုသမအတူတက်ဆိုရင်ထိတ်တန်းအဆင့်မှာနောက်ထပ်3နှစ်အထိကျင်နေလို့ရသေးတာဖြစ်ပါတယ်။မာဒီနာကိုခေါ်ယူဖို့ United အပြင်ဘာစီလိုနာအသင်းကလည်းကမ်းလှမ်းမှုတွေပြုလုပ်ထားတယ်လို့ဆိုပါတယ်။ United ဟာ Pedalini နဲ့ Christian Eriksen တို့ကိုလည်းအလွတ်ထွက်ခွာခွင့်ပေးတော့မှာဖြစ်ပါရင် Rafa နဲ့ Anthony တို့ကလည်း United စီပြန်လာတော့မှာမဟုတ်ပါဘူး Rafa က Inter Milan မှာချိန်ဆွမ်းပြနေနိုင်ပြီး England လည်းဝင်စင်မှာပါပြန်လည်ရွေးချယ်ခံထားရပါတယ်သူက Barcelona ကလည်းခေါ်ယူဖို့စောင့်ကြည့်နေတယ်လို့ Inter Milan ကလည်းအပြေးသက်ခေါ်ယူနေတာဖြစ်ပါတယ် အန်တိုနီကလည်းရီယယ်ဘက်တစ်မှာကစားမဘွားအကောင်းဆုံးခြေစွမ်းကိုပြန်လည်ရရှိနေပါတယ်။အခုဆိုရင်အန်တိုနီကိုဘိုင်ယန်မြူနစ်အသင်းကတော့ခေါ်ယူဖို့ရစိတ်ဝင်စားနေပြီဖြစ်ပါတယ်။တလုံးလုံးကိုရောင်းချခြင်းကနေအပြောင်းရွှေ့အတွက်အသုံးစရိတ်တွေရရှိလာပါပါ။ဒီကြတာကတော့ United တို့အန်တိုနီကိုအရှုံးခံပြီးရောင်းရဖို့ရှိပါတယ်။အသင်းစီပြန်ခေါ်ရင်လည်းဖီးယားတွေအကြောင်းအဆင်ပြေမှာဖြစ်တဲ့အတွက်ထုံရောက်လိုက်တာအကောင်းဆုံးပါပဲ။ United ဟာအသင်းရဲ့22နှစ်အရွယ်တိုက်စင်မှုခွိုင်လန်းကိုလည်းအချိန်ထမပေးနိုင်တော့ဘူးဖြစ်ပါတယ်။ခွိုင်လန်းကဒီရသည်မှာသွင်းကိုပုံနေလာခဲ့တယ်လို့ခြေစွမ်းလည်းမပြနိုင်တော့ပါ။နာပိုလီအသင်းကခွိုင်လန်းကိုခေါ်ယူဖို့စိတ်ဝင်စားနေပြီး United က ယူလိုက်ဖားခင်ကြီးဆန်ချိုကိုလည်းယူလိုက်တက်တော့ရှင်းထုတ်သွားပါပါချဲစီသင်းကတော့ဆန်ချိုကိုရာဇီကုန်းရင်ပေါင်25တန်းနဲ့အပိတက်ခေါ်ခွင့်ရှိပေမယ့်မခေါ်တော့ဘဲဂျော်ဂျီပီပီယူနိုက်တက်စီပြန်လွှတ်တော့ပါပါဆန်ချိုကယူလိုက်တက်အသင်းကိုစော်ကားထားသူဖြစ်ပြီးသူကသာချင်းစာမပြတာကိုပလင်းကြီးအသင်းကိုလာဖဲခဲ့သူဖြစ်ပါတယ်အခုတော့ဆရာကြီးကစားစရာအသင်းပြောင်းနေပါပြီတရားကတော့လာမယ့်နေရာသည်ယူနိုက်တက်မှာအပြောင်းအလဲများစွာမြင်ရမှာကတော့ထေချာပဲဖြစ်ပါတယ် ဟုတ်ကဲ့ပါဒီဗီဒီယိုလေးကတော့လောက်ပါပါခင်ဗျာနောက်ဗီဒီယိုတွေမှာလည်းအာခစားနဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့လာရောက်ကြည့်ရှုကြဖို့လည်းဖိတ်ခေါ်ပါရစေကျွန်တော်ရဲ့ page ကိုလည်း like and follow လေးမနေရသေးဘူးဆိုရင်နှိပ်သွားပေးကြဖို့တောင်းဆိုပါရစေခင်ဗျာအစောလေးကြည့်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရစေခင်ဗျာ